ဟိုထင်းထင်းရှားရှားမြင်ရတာကြတော့ဒီရိုင်းတဲ့နှိပ်စက်တာကိုမြင်ရတဲ့အခါကြတော့စိတ်မကောင်းကြတာစိတ်မကောင်းကြတာတချို့ကတော့အကြလူကြပါတော့တချို့ကတော့မလူဘူးပေါ့ကျွန်တော်ဆိုလည်းမလူကျွန်တော်ဆိုလည်းမလူအခု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 ရဲစခန်းနေတော့အာအမကနေထွက်လာတာအခုအခုရဲစခန်းနေအမကနေထွက်လာရဲစခန်းအမကနေထွက်လာတာဘယ်လိုလဲအမကနေကျေးသေးလိုက်တယ်ပေါ့ ဘယ်တော့ခြေရီပေးတာအမခြေရီပေးတာလားဟိုဘက်ကခြေရီပေးတာဘယ်လိုမျိုးဟိုဘက်ကခြေရီပေးတာဟိုဟိုဘက်ကဟိုဈိုက်တဲ့မိန်းမဟာလားဟုတ်ကဲ့อืมအမဘာသွားခိုးလိုက်လို့လဲစတီးစလုံးလေးဒီမှန်ပါဟုတ်အာမဘလို့စိတ်ကူပါလို့ခလေးခေါ်ပါလားအရင်တော့ကလေခလေးနဲ့အဝစ်အော်စားတယ်ကျမက ဟုတ်တယ်ခရင်နဲ့ဝှက်ဆော်စားစားမခရင်ရင်မဟုတ်ဘဲနဲ့ခရင်ကိုခက်ချီချီပါလောက်တာအဲ့ဒါကြတော့အဲ့အရင်ထဲကလည်းနလားနလားသုံးလားဒါသုံးလားလဲခလေးလေးတွေထိမ့်နေတဲ့ဒီကိုရဲ့ပါရဲ့မိမရဲ့ဒီဆိုသမီးကလေးလေးဆိုတော့သူကစိတ်ရင်းနဲ့ငယ်တိုင်းထိမ့်ပေးတယ်အဲ့လိုအမအမသားဆိုအမမသားသမီးရှိတာလားမိတဲ့အချိန်တော့ကတော့လွတ်တော့လွတ်တော့ကတော့စားသွားတယ်ဗျတုံ့ပြန်ခွင့်မရဘူးကလီ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 နဲ့စိတ်ထဲမှာဟုတ်ပြီမိသွားပြီ မိသွားပြီတို့တော့လုံအောင်ဟာဆိုတဲ့အတိတို့တို့မှရှိတယ်ဒါတော့တူတူကိုကိုဒါဖြစ်လေဖြစ်တာရှိတာပဲလीဖြစ်လေဖြစ်တာရှိတာပဲမှားတာကတော့နှစ်ဦးနှစ်ဖက်လုံးကမှားနေတာပဲ အားလုံးပဲမင်္ဂလာပါခင်ဗျာလူမှုကွန်ရက်ပေါ်မှာတုံးလို့ဆရာဖြစ်ရတဲ့ခုဖြစ်တဲ့လှိုင်းသားရမျိုးနယ်ကပစ္စည်းခိုးယူသူအမျိုးသမီးနဲ့သူမကိုနှိပ်စက်ခဲ့သည့်ဆိုင်ပိုင်ရှင်တို့အကြောင်းကိုဒီကနေ့မှာအဆအဆုံးဝေဖန်သုံးသပ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စာဝတ်နေရေးအခက်အခဲကြောင့်ခိုးယူခဲ့ရကြောင်းကိုယ်တိုင်ဝန်ခံထားတဲ့ဒီအမျိုးသမီးကိုဆိုင်ပိုင်ရှင်ကဥပဒေမဲ့ရိုက်နှက်ကြိုးတုပ်ခဲ့တဲ့အတွက်နှစ်ဖက်စလုံးအမှုရင်ဆိုင်နေရတဲ့အခြေအနေမှာခိုးမှုကျူးလွန်သူထက်နှိပ်စက်ခဲ့သူကကလေးတငယ်ညှဉ်းပန်းနှိပ်စက်မှုဆက်သွယ် ရေဥပဒေပုံမှ66ကအပါဝင်ပြစ်မှုပေါင်းများစွာနဲ့ရင်ဆိုင်ရမယ့်အခြေအနေရောက်ရှိနေပါပြီ။ဘာကြောင့်လဲဆိုတော့ဥပဒေရေးရာရှုထောင့်နဲ့အတူတူဝေဖန်သုံးသပ်ကြည့်ကြပါစို့ခင်ဗျာ။ဟုတ်ပါလား။အခုကန်းလာတယ်ဆိုရင်ကန်းခံရတယ်။ဟိုဘာတော့ဖန်ခံရတယ်။အမခိုးမှုနဲ့ဖန်ခံရတာဟာလား။မပြေလည်းလို့ခိုးလိုက်တာပေါ့အချွေးတွေကချိနေတော့မဖြစ်ဖြစ်တာလေးလုံးလိုက်လဲတော့ အားမနာမည်ပြန်လဲမရှိဘူးကျွန်မပါလေရောက်ွက်ချင်ပါလေအခုအမောက်လာထူတာအားလုံးဘယ်လောက်ရပြီလဲဖြစ်တယ်လေကျွန်မလိုက်တာ၄သိန်းနဲ့၇သန်းကိုခလေးမအေးရဲစကားမှာပြောတယ်ပြန်ပေးလိုက်ရမယ်ကျွန်မပြန်ပေးလိုက်ရလို့မလို့ဟုတ်အဲ့၄သိန်းကိုတော့အမကဟွာ၁၂သိန်းတယောက်၁၂သိန်းတယောက်ထူတယ်နော်အမောက်မလူပါဘူးမလူဘူး၄သိန်းနဲ့၇သန်းနဲ့တခု၅သိန်း này tự là cái đâu là tăng này tự đặt ra để chăm mắt một cái cũng có sàn gì အမအဓိကအမပတ်စံမဟုတ်တယ်ကျွန်တော်တနာလို့ပါအော်တကယ်လို့အမပတ်စံပတ်စံထုတ်ပေးမယ်ဆိုအမဘာလုပ်စားမလဲကောင်းရကောင်းပဲလုပ်စားမယ်လေကောင်းကောင်းလို့လုပ်စားအမဘာလုပ်တတ်လဲအရင်တော့ကတော့ခရေကြီးတယ်ငါးတယ်ရောင်းမှုတယ်အခုကအရန်ချက်သွားနေနိုင်လို့လုပ်လို့ရတယ် အကလေးမရပါမှာလဲအလေးမရပါမှာခေါ်ပြရလားဟုတ်ဟိုဟိုနောက်ကဘာရိုက်နေရလဲနောက်ကညီမညီမဟုတ်ညီမမသိဘူးတရင်မီဒီယာပါမယ်လို့ပြောလို့မဟုတ်တရင်မီဒီယာမပြန်လို့လိုက်ပြီအယုံနေနောက်လို့ဟုတ်ညီမလေးအကိုအကိုရေအကိုကိုအ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 ခုရဲစခန်းကအမကလည်းထွက်လာတာဟုတ်ရဲစခန်းကအမကလည်းထွက်လာတာ ရစနာအမကနခတ်တာမလို့လေအမကနဲ့ဟိုခြေသေးလိုက်ရပေါ့ဘလို့ခြေသေးပြီလားအမခြေသေးပြီလားဘုကခြေသေးပြီလားဘလို့ဘုကခြေသေးပြီလားဟိုဟိုဘက်ကဆိုဟိုရိုက်တယ်မိမလားဟာဟုတ်တယ်ဟွန်းအမဘာလို့ခိုးလာလို့လဲစတိစလုံးလေးဒီမဟုတ်ဘူးအမဘလို့ဆက်ကူပါလို့ခလေးခေါ်ပါလား အရင်တော့လည်းခလေးနဲ့အဝစ်ချော်စားတယ်ကျမကဟုတ်ကဲ့ခလေးနဲ့အဝစ်ချော်စားတာမခလေးရင်းမဟုတ်ဘဲနဲ့ခလေးကိုခချီချီပါလို့တာအဲ့ဒါကြတော့အဲ့အရင်တော့လည်းနလားနလားတုံးလားဒါတုံးလားလဲခလေးလေးတွေတိတ်နေတဲ့ဒီကိုရဲ့ကားရဲ့မိန်းမအရင်ဒီဆိုကလေးခလေးလေးဆိုတော့သူကစိတ်ရင်းနဲ့အဲတိုင်းစိတ်သေးတယ်အဲ့လိုအမအမသားကအမမသားသမီးရှိတာလားသားကသမီးကခလေး9ယောက်ဝေးပြီးတော့ကျမနဲ့ဖြစ်ပါခဲ့တယ်ကျမယောက်ျားလုံးလုံးလေးတော့သသိန်းကိုတောင်းမရဘူး ားငါတယောက်ရှိရဲ့မထောက်ဘူးအခုသူ့အမေနဲ့ယူလာတဲ့သားကမထောက်ဘူးအဆက်တောင်းနေငါ9000 10000လောက်ကောင်းလဲမပေးဘူးကျောင်းဟုတ်ဟုတ်အခုအခုဒီကလေးကအမနဲ့ဘာမှမတော်ဘူးပေါ့ယောက်ျားတတဆက်ရင်ပေါ်တယ်ဟောအဲ့မဒီတိုင်းမကလေးခေါ်ပါပြီးတော့ဒီတိုင်းမဲ့သွားပြီးတော့သွားခိုးလိုက်မိတာပေါ့ဟုတ်လားမပြေနေဘူးပတ်စံနေလို့ရမလားလဲကိုညာအပင်းတောင်းနေပြီ စိတ်တရား9ရက်နေ့တရားတောင်းနေတာစိတ်ကူတာနဲ့လုံးပြီးလုံးရတိတ်ထလိုက်တာအဲ့တော့အမဗီဒီယိုထဲမှာအိမ်မိမတခါတော့လည်းလာခိုးတယ်လို့ပြောကြတာအမပထမတစ်ခါခိုးတာပေါ့လေအဲ့ဒါအခုပြောတယ်ကျမကလေတခါလဲကိုလို့အိုးတွေရောဘာလို့ထည့်ထားတာလဲလို့အရှင်းမမေးတယ်အူးချင်းမခလေးမရေရှင်းမလည်းမေးတယ်ပြန်ငန်းကြီးလည်းတစ်ခေါက်မေးတယ်ကျမကထိုက်လို့ဟုတ်ကဲ့ထဲလိုက်တော့ကိုလည်းမပြောတတ်တော့ဘူးလေအဲ့ဒါနဲ့ကိုကတခါလုံလိုက်တော့မှားသွားတာပါသွားတာအမေအဲ့တော့အမကို ကျွန်တော်ကနေပြီးငွေတစ်ခုထုတ်ပေးမယ်ဆိုရင်အမကနေပြီးတော့ကောင်းကောင်းကောင်းဝယ်လုံစားမှာပေးကြလားပေးကြပါလေဒါပေမဲ့တော့အမကျွန်တော်ကလည်းဒုတိယတစ်ခါခုံကြီးမှာမဟုတ်ဘူးနော်ဟုတ်ကဲ့နော်အခုအမကလည်းတနာလို့လာလူလေးတို့တချို့ကကျွန်တော်သခိုးအားပေးတယ်လို့ထင်ပါဆိုလို့ကျွန်တော်တို့ကကြာအမရဲ့သခိုးအားပေးတာတော့မဟုတ်ဘူးကွာနော်အမရိုင်းမျက်ခံရတာကိုချီတယ်ကျွန်တော်ကအမရဲ့မျက်နှာလေးအမကလေးကိုချီပြီးကျွန်တော်စိတ်ထဲမှာကျွန်တော်လူချင်းစိတ်ရှိလို့ကျွန်တော်ထူတာအမသခိုးထက်ခိုးတာလည်းကျွန်တော်အနေနဲ့အဆင်ပြေမှာလည်းမဟုတ်ဘူးတကယ်လို့အမကကျွန်တော်ငွေထုတ်ပေးတာနဲ့အမမှာအရင်ကြီးရှုံသွားလို့ပြုတ်သွားလို့ရှိရင်လည်းကျွန်တော်အနေနဲ့တာဝန်ယူပေးမှာမဟုတ်ဘူး စနေဘက်တော့ဘောလားအမကွက်ကိုလောက်စားရမှာနော်ဒီဒီပတ်စံတော့ပွားအောင်လုပ်ဖို့အမတို့တာဝန်ပဲဖြစ်သွားမှာကျွန်တော်ကငွေတစ်ခုထုတ်ပေးမှာနော်အမကကျွန်တော်အချမ်းမင်းဘလောက်လောက်အမကိုထုတ်ပေးရမှာလောက်စားလို့ရမှာထင်တယ်ညီမအကျေးရစစ်တိုင်းကြော်ရှိတယ်အညီမယောက်ျားကတသိန်းကိုတောင်းရတာနှစ်လခွဲလောက်အလုံးမရှိတော့လို့အကျွေးတွေကတောင်းလို့အဲ့လိုဖြစ်သွားတာညီမပါအမဆိုကြမှာကအမဈေးဈေးရောက်စားမယ်ဆိုအမအရင်ကဘယ်လောက်လဲ90နဲ့10သိန်းလားဘယ်လောက်ဆိုရလဲ ထွန်းဆက်ပြီးတဲ့အပြင်မှာငါးတိုင်းကြောက်တိုင်းကိုရပြီပေါ့ကျွန်မဒီလောက်ໄຂစားမယ်။ကြည့်အဲ့တော့အမကျွန်တော်15တိုင်းပေးရမလှုပ်စားလို့ရတယ်ပေါ့။ဟုတ်တယ်။ဒီမှာချွေးတကယ်စမှာလား။ဟုတ်ညီမဟုတ်လေညီမလေးတို့မှာအခုလူခွင့်ငွေ3ကိန်းကျော်ပါလာတယ်ဆိုညီမလေး။ဟိုဟိုဟိုမသိဘူး။ဟမ်အဲ့အဲ့3ကိန်းကျော်ပါ။ဘယ်လိုလုံးလိုက်လဲဆိုတော့ပစ္စည်းတွေဝယ်လာတယ်ကလေးတွေပေါ့နော်။ဟုတ်။ညီမညီမလေးအထောက်သားယူပါ။အဲ့ဒီပစ္စည်းတွေကတဝက်ဝယ်လာတယ်။ချန်တဲ့တဝက်ကတော့ငွေသား။ ဲ့ဒါကိုညီမကလေးနဲ့အန်ဒီနဲ့အဲ့လိုမျှလိုက်ပါ။ညီမပစ္စည်းသွားပြီ။ဟုတ်။ကလေးအတွက်လိုအပ်တဲ့ဟာတွေပေါ့နော်။အမားဒီခက်ကလည်းခရီးလိုအပ်တယ်ဆိုကိုကိုအမြင်လိုအပ်တာလေသူတို့လိုအပ်ချင်တယ်လိုအပ်မှာလေကျွန်တော်ကတော့ဒါစေတနာနဲ့ပြောရမှာလူဝင်ပတ်စံအကောင်းဆုံးမှာတော့ချက်တာပဲလို့သူကသူသူကမှပဲပြုံးနေပဲစားစားစီနဲ့စားနေပဲစားစားအဲဆိုရင်အမားကျွန်တော်အခုပြောပြရမယ်သိရဟွာလေအခု15ဒင်းကိုကျွန်တော်ကေပင်းနဲ့လွှဲပေးမယ်နော်အခုခမားတက်တော့15ဒင်းရောက်မယ်ရောက်တဲ့အခါမှာခမား7ဒင်းအချွေးတခါလဲစမလားအဲ7ဒင်းအချွေးတမပါပါလဲ

အမားရဲ့ခက်ခဲမှုတွေအမားရဲ့ရိုက်ခံထားတဲ့ပုံတွေနော်အမားကိုကျွန်တော်မျက်နှာလေးကိုချီပြီးတနာကိုကျွန်တော်လူတိုင်းအောင်လည်းသူ့နေတာမဟုတ်ဘူးကျွန်တော်ချီလိုက်လို့ကျွန်တော်မျက်စိထဲမှာ ကျွန်တော်တနာတို့ကျွန်တော်ရေမတ်ထမတနာတို့ရှင်ကျွန်တော်လှူတယ်တင်လားဟိုတချို့ကျွန်တော် online မှာနေလာဦးတောင်းတဲ့လူရှိတယ်ကျွန်တော်အဲ့ဒါလည်းလူဒီမှာလှူတာအမအိုသူက6လောက်နဲ့တစ်ဖက်တက်နေလာတာတွေ့တယ်နော်6လောက်နဲ့တစ်ဖက်တက်နေလာတာတွေ့တယ်နင်းပြီးတော့ကလေးရောမှာချိုးတုတ်တာအဲ့ဒါကျွန်တော်ရေထဲမှာမကောင်းလို့ကျွန်တော်ကျွန်တော်ကျွန်တော်လည်းပတ်စံတကားရတာမဟုတ်ကျွန်တော်လည်းရှာဖွေပြီးတော့လောက်လာတာနော်အဲ့ကျွန်တော်ချွေးတဲ့စားတွေကနေကျွန်တော်လှူပေးတယ်နော်ကျွန်တော်ဘယ်လိုလဲဆိုတော့အမသိချင်ပါလေသိမယ်နော်အမလည်းကျွန်တော်ကျေးဇူးတင်အဲ ဟုတ်တယ်ပါလေတင်းနဲ့ချွေးရနေပဲအမကျွန်တော်ချမ်းမိုင်ကောင်းဖို့မြင့်တာကောင်းဖို့ကျွန်တော်အမေချမ်းမိုင်ကောင်းဖို့ပဲအမဆုတောင်းပေးရပြီကျေးဇူးနဲ့တွေနော်ကျွန်တော်အမေနာမည်ဒေါ်မြတ်မြအီးအသက်86နှစ်ရှိပြီနော်ချမ်းမိုင်ကောင်းကျွန်တော်အမေတို့သာဆုတောင်းလိုက်နော်ဒါဒါဒါကျွန်တော်ပတ်စံတယ်အမကိုလှူပေးတာနော်အခုကျွန်တော်15သိန်း KB ရနဲ့လွှဲပေးလိုက်မယ်လွှဲပေးလိုက်ပြီးတော့အဲ့မှာအမတို့ထိုက်တာသာစီးပွားရေးသာလှုပ်စားတယ်အမဟိုမတ်သိန်း16တော့ကူညီပေးပါနော်ဟုတ်ကဲ့နော်အမပါလာပတ်စံတော့အမမှာထိုက်တာတော့ပေါ့ကျွန်တော်ပါကျွန်တော်15သိန်းတော့ကူညီပေးလိုက်မယ်နော်ဟုတ်ကဲ့ကောင်းပြီနော်အဲ့တော့ခင်ဗျား 你买个那个开台，十多万都行嘞。的 <music>，么？喜欢你这个穿新皮，不皮，内内发内内，最便宜那个，好不啦？ နော်ဒီကောက်မှမကျေးဇူးပါခလေးမေကပြောအောင်ပါခလေးမေခလေးမေကတော့ခလေးမေကတော့မပြောတော့ပါဘူးကျွန်တော်အဓိကသနာကသူ့သူ့ခိုးတာကိုကျွန်တော်ကနောက်တစ်ခါမခိုးအောင်ပေါ့နော်ကျွန်တော်အလုပ်တစ်ခုတည်ပေးလိုက်တာသခိုးအားပေးတာလုံးဝမဟုတ်ဘူးအဲ့မှာအမလုံးဝတော့ခိုးမစားနဲ့တော့နော်လူဘွားမှာအချိုးရှိပြီးတော့လူလောက်ကမှာအသုံးဝင်တဲ့အရာအမဆက်လုပ်လိုက်တော့နော်အမနော်ကောင်းပါပြီအဲ့ဒါတောင်းပေးရမှာအခုရဲ့အမေတော့ညညအသက်89နှစ်ကျမကြီးကောင်းပါသေးနော်အသက်အရှင်ကြီးအကြီးနေအောင်တောင်းပေးရမှာအခုလည်းအလုံးကိုင်နေစင်ပြောင်းကျမကြီး မေအတွက်ပဲအဓိကလာပြီးလောက်တာအဲ့တော့အဓိကအပွေရဲ့အမေအတွက်ဒေါ်လင်းလာလေးအသက်89နှစ်အတွက်ကိုနော်ဟိုဘက်ကစီတောင်းပေးရမယ်မြေတာပို့ပေးရမယ်နော်อืมကျွန်တော်အမေရတဲ့အသက်ရှင်နေသူအဲ့လိုပဲထူတန်းလုပ်တယ်ဘာသာရေးလုပ်တယ်လူ့ဘဝမှာအချိုးရှိတဲ့အလုပ်ကိုပဲလုပ်မှာကျွန်တော်အမေသာလူ့ဘဝမှာအချိုးရှိတဲ့လုပ်ငန်းမလုပ်ဘူးဆိုရင်ကျွန်တော်လူ့မှာလည်းမဟုတ်အဘဟိုကလေအခုတခါလဲဆူတောင်းပေးရမလားတဲ့။မလိုပါဘူး။ကြားတယ်။အမမအိတ်တော့ပါပဲဆူတောင်းချက်ရေချိုးနေတာပဲဆူတောင်းချက်တဲ့ချိန်ဆူတောင်းရတယ်။အဲအရင်မကြည့်ဘူးနော်။အနော်အဓိကအမနောက်တစ်ခုကျွန်တော်တို့ဂရီးပေးရမှာကအမတော့မှသူများပတ်စံတော့မခိုးပါနဲ့နော်။ဟုတ်ကဲ့။ ဲ့တော့အမားတို့အခုအကျွေးလည်းရှင်းသွားပြီအကျွေးလည်းကင်းသွားပြီနော်အကျွေးလည်းကင်းသွားပြီဟာဆက်ပါဟိုအကျွေးလည်းရှင်းသွားအကျွေးလည်းကင်းသွားပြီဖြစ်တဲ့အတွက်ကြောင့်အဲ့တော့အမားတို့ခက်ခဲနေလို့ပါတဲ့ကြောင့်ကျွန်တော်လည်းတကယ်တော့ခက်ခဲနေကြားရောက်လို့ရှိနေကျွန်တော်လည်းကူညီတဲ့လူပေါ်ပါစေလို့ကျွန်တော်တို့ကိုယ်ဆုတောင်းလိုက်မယ်နော်အဲ့တော့ခလေးမေတို့ကိုခလေးမေကဘာလုပ်စားရလဲခလေးမေကဘာလုပ်စားလဲတဲ့ပြောနေစရာဘာစရာလဲ။အော်လည်းရောင်းနေမှာရောင်း။အစပြေနေတာပေါ့အဲ့တော့အမအနေနဲ့ဝင်ဝင်ရှိတာပေါ့။ ်ဒီအရင်ကဘယ်လောက်နဲ့ဘယ်လောက်နဲ့လောက်စားနေအရင်ကတော့မဟုတ်ဘူးအရင်တော့ကဒါလေးရှိရတယ်ကိုယ်လည်းစက်နေတယ်တက်တယ်ပြန်စားမအကျွေးဘယ်လောက်ရှိတာဒီလောက်ရှိတယ်ဘယ်ငါးတယ်လားဟုတ်အများကြီးရောရှိပါဘူး၅သိန်း၆သိန်းလောက်ရှိတယ်ဟုတ်အဲ့ငါတိတ်ကြောက်တယ်တကယ်တော့ငါတိတ်တာကျွန်တော်ကျွေးဆက်ပေးလိုက်တယ်ဆိုရင်အမအကျွေးကင်းသွားတဲ့အတွက်ကြောင့်အမအလုပ်လုပ်စားလို့ရပြီပေါ့အမနေ့စဉ်ဝင်တဲ့ဟာကိုအမနေ့စဉ်ကိုရှာစားလို့ရပြီအကျွေးဆက်ဆက်ရမလို့တော့ ခလေးနဲ့လည်းနေလို့ရရပေါ့နော်အဲ့လိုမျိုးလေးတော့အကျွေးရှိရတဲ့မှာဖတ်လို့ရရတယ်။ခလေးရလည်း၃ယောက်ရှိတယ်ဖတ်လို့အဲ့မှာလောက်ကတော့လောက်ရမှာပဲလေခလေးရှိရှိရှိလောက်ကတော့လောက်ရမှာပဲပြည့်အမှာဟွန်းဟာနော်တက်ကောင်းပြီအမတို့က9သိန်းဟိုအမတို့က15သိန်းနော်အဲကျွန်တော်အခုလွှဲပြလိုက်မယ်သိန်း30လောက်ပြလိုက်မယ်နော်အမကအတွေးရှင်ရှိတာအတွေးဆက်ရမယ်အတွေးရှင်ရှိတာအမဘယ်လောက်လဲ6သိန်းရင်းရယ် 我我我追星不抓不抓了，追星追星了没？啊，宋英，啊啊哥，哥都老不一样了，哥我天，啊追星可不就不一样了？妈，嘛，啊啊追星别别太多，印尼就贵点嘛，追星一样都贵点。追星一样都贵点，老不一样。到你妈家，啊，你也追星哦？你妈你也追星哦？妈，你妈你妈过来来表。啊，老贵，在表表？下面。妈，老没种的了，不是老没，也没种的嘛。茄子干，来不梅了，不多。茄子干，叶干来了。 ။ဟုတ်ကဲ့ကောင်းပြီးတော့အဲ့ဆိုတကယ်ကျွေးစက်ဟုတ်လားမဟုတ်လားအမဆုံးဖြတ်လိုက်တော့ဟောကျွန်တော်ကေမင်းနဲ့အမအထက်ကို30ထည့်ပေးလိုက်မယ်။နော်။အဲ့ဆိုဒီညကတို့ဘယ်လောက်ဝေးလိုက်ရမှာလဲဗျို့။မဟုတ်လေအဲ့အဲ့ဒီဟာကြီးတွေးမှာပဲအမရှင်းပေးလိုက်တော့လေ။အော်ဒီ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 ။နော်။အဲပါမယ်နော်။ဟုတ်ဟုတ်။ကျေးကျေးကျေးဇူးတင်ပါတယ်နော်။อืมဟုတ်ကဲ့ဟုတ်ကဲ့။ပါမယ်ဟုတ်။ရင်သားရဖြစ်စုမှစိုင်းပိုင်ရှင်နဲ့ ဝန်ထမ်းအချို့ကိုရဲတပ်ဖွဲ့ကဖမ်းဆီးပစ္စည်းခိုးရဲဆိုပြီးတာမီနှစ်ယောက်အားနှိပ်စက်ခဲ့တဲ့လှိုင်းသားရအရှိပိုင်းမြို့နယ်ငါးရက်ကွက်ဗိုလ်ချုပ်လမ်းမပေါ်ကတွေ့တာသူအထက်ဆိုင်ပိုင်ရှင်နဲ့ဗီဒီယိုရိုက်တင်ခဲ့တဲ့ဝန်ထမ်းကိုအော်တိုဘာ22ရက်နေ့လယ်မှာစစ်ကောင်စီလက်အောက်ခံရဲတွေကဖမ်းဆီးလိုက်တယ်လို့မြို့ခံတွေစီကသိရပါဗျ။ အော်တိုဘာ20ရက်ကတွေ့တာသူဆိုင်မှာစတီးစလုံးလုံး20ခိုးတယ်ဆိုပြီးအမျိုးသမီးနဲ့ကလေးငယ်အားရိုက်နှက်ကတက်တိုင်မှာကျိုးတုပ်ထားတဲ့ဗီဒီယိုလူမှုကွန်ရက်မှာ ပြန့်နှံ့ခဲ့ပြီးနောက်မလိုလားအပ်တဲ့ပြဿနာတွေဖြစ်လာမှာဆိုတဲ့အတွက်စစ်ကောင်စီလက်အောက်ခံရဲတွေကဖမ်းဆီးခဲ့တာလို့မျိုးခန့်တယောက်ကပြောပါတယ်။အဲ့မျိုးသမီးကဗီဒီယိုတွေဖြတ်ပြီး TikTok အကောင့်မှာချိန်လိုက်တာဒါပေမဲ့မရဘူးရက်ွက်မှာ အော်အော်တောင်းတင်းဖြစ်နေပြီးရဲတွေကဝင်ဖန်းတာဝန်ထမ်းတွေရောပါတယ်ခိုးယူသူကိုဥပဒေအရရက်ွက်ရဲစခန်းနဲ့ချိတ်ဆက်ကအရေးယူရမယ့်ကိစ္စကိုမိမိသဘောဆန္ဒနဲ့ရိုက်နှက်နှိပ်စက်ပြီးလူမှုကွန်ရက်မှာတင်ခဲ့တဲ့အတွက်ဆိုင်ရှင်တဲ့ဝန်ထမ်းကို ပရာဟိတအဖွဲ့အစည်းတွေကကလေးတငယ်ဥပဒေနဲ့အမှုဖွင့်ဖို့စီစီနေတယ်လို့အုပ်ချုပ်ရေးနဲ့နှိဆက်သူတယောက်ကပြောပါတယ် ရဲစခန်းကလည်းသူ့ကိုအေးအေးယူဖို့စစ်ဆေးနေတယ်လို့ပရာဟိတအဖွဲ့အစည်းတွေကလည်းကလေးသူအခွင့်အရေးများဆိုင်ရာဥပဒေနဲ့အမှုဖွင့်ဖို့စီစဉ်နေတဲ့လက်ရှိအခြေအနေကစစ်ဆေးနေတုန်းမှာလက်တလုံးမှာပြစ်မှုကျူးလွန်သူမနောဝါဝါလိုင်းတဲ့ဝန်ထမ်းအချို့ကိုလှိုင်းသားရအရှိပိုင်းမြို့နယ်ရဲစခန်းကစစ်ဆေးနေတယ်လို့သိရပါတယ်။ဆင်းရဲတဲ့ဘက်အကာအကွယ်မင်းခမရဆင်းရဲဘူးလားခမရတို့ဆင်းရဲဘူးလားအခုကိစ္စကဘလို့ဖြစ်လဲဆိုတော့နှစ်ပိုင်းကွဲနေတယ် နှစ်ပိုင်းမဟုတ်ဘူးသုံးလေးပိုင်းလောက်ကွဲနေတာအဲဒီဘာဒီကိစ္စတစ်ခုနဲ့ပေါ့နော်အဲလူအမြောင်များတောင်မှပဲဘလို့စိတ်ဝင်ကွဲတဲ့ပုံစံဖြစ်တယ်ဟိုခိုးတဲ့လူကလည်းခိုးတယ်မိတဲ့လူကလည်းသူ့ပစ္စည်းပါသွားတော့ဒေါသလျောက်ရိုက်နှက်တယ်ပေါ့ပြီးတော့ဆိုရှယ်မီဒီယာပေါ်မှာတင်လိုက်တယ်အဲ့တော့ ကေသနာရထားတက်ကြတာပေါ့အဲကျွန်တော်ဒီဈာထဲမှာတချို့ကကျွန်တော်ပြောတယ်ကိုကြီးဒီလောက်ဟိုညမနှိမ့်ဆက်ခံရိုင်းတက်ခံရတာပေါ့လေကိုကြီးတို့လိုင်းတာမှာဖြစ်တာကိုကြီးနေနဲ့ဘာမှကိုကြီးဆောင်ရွက်တာမရှိဘူးလားဆိုပြီးကျွန်တော်တကွန်ကွန်နဲ့ဖုန်းနေဆက်တယ်စာရီပို့ကြတယ်ပေါ့နော်ဟုတ်ကဲ့အဲတချို့ကြတော့နိုင်သာကိုကြီးอ่ะဒီစိုင်းပိုင်ရှင်เนี่ย ။ဘာတော်လို့ငြိမ်နေတာလဲပေါ့။စိုက်ပါရှင်နဲ့ဘာတော်လို့ငြိမ်နေတာလဲတဲ့။အဲတချို့ကြတော့ကျွန်တော်ဘောနော်ဒီတခုတ်အားပေးတယ်ပေါ့။ခိုးတဲ့လူကိုအားပေးတယ်ပေါ့။ဟိုတခုတ်ကတခုတ်ပဲ။အားပေးစရာအကြောင်းမရှိဘူးပေါ့။အဲ့တော့ကျွန်တော်ပြောချင်တာကဟုတ်တယ်တခုတ်ကတခုတ်ပဲ။ မှန်တယ်။အိုးဆိုင်ရှင်ကလည်းသူ့ရဲ့ပစ္စည်းပါသွားတဲ့အတွက်ဒေါသလျောက်သူတုံ့ပြန်တယ်ဗောလေ။အဲ့ဒါကိုတချို့တချို့တချို့သောလူတွေကဆိုင်ရှင်ရဲ့လုံရက်ကိုလက်မခံဘူး။လက်မခံဘူး။အဲတချို့တချို့လူတွေကြတော့လေတခိုးခိုးတဲ့အဖွားရဲ့လုံရက်ကိုလက်မခံဘူး။သူခိုးလို့ရိုက်တာ။ အဲချို့ကလည်းခိုးတာခိုးတာပေါ့ခိုးတာသူ့အပြည့်နဲ့သူ့ပေါ့ဒီလိုညှိမနှိမ့်ဆက်ရိုက်နေတာအဆင်မပြေဘူးချို့ကြတော့ခလေးပေါ့နော်ခလေးကိုတနာကြတယ်ခလေးကိုရိုက်နေနှိမ့်ဆက်တဲ့အတွက်ကိုဟိုပေါ့သူတို့ရင်ထဲမှာမကောင်းကြဘူးပေါ့ဟုတ်ပြီအဲ့တော့ဒီဆိုင်ရှင်ဘက်ကကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဆိုင်ရှင်ဒီသူပစ္စည်းတွေပေါ့နော်ဒီအဖွားကြောင်လည်းဖြစ်ရင်ဖြစ်မယ်ဒါမှမဟုတ်တခြားသူတယောက်ကြောင်လည်းဖြစ်မယ်မကြာခဏဟိုပျောက်တယ်ပဲထားပါတော့ သူပြောက်လို့သူရဲ့ပစ္စည်းဆုံးရှုံးတာကြောင့်သူဒီဒေါသလျောက်ဟုတ်တယ်ဟိုကိုလည်းကျွန်တော်ဆိုလည်းကျွန်တော်ပစ္စည်းဆုံးရှုံးရင်တော့ဒေါသလျောက်တော့ဖြစ်မိမှာပါဒါပေမဲ့သူဒေါသလျောက်ဖြစ်တဲ့တုံ့ပြန်မှုကြောင့်ဒါဟိုအများပြည်သူရဲ့ညုံညင်ကြီးကိုခံရတာပေါ့လေနော်အဲ့တော့ဒါဆိုင်ရှင်ဘက်ကကြည့်တာပေါ့ဆိုင်ရှင်လည်းသူရဲ့ဒေါသလျောက်ပေါ့ဟုတ်ပြီခိုးဟိုဒီခိုးတဲ့လူဘက်ကကြည့်မယ်ဆိုဟုတ်ပြီသူဒီ ဒီခိုးစားတဲ့အလုပ်ကိုအတံမွေးအောင်ကြောင်ပြုတ်နေတာလားဗောနော်ဒီဟာကိုဗောနော်ခိုးစားတဲ့အလုပ်နဲ့အတံမွေးအောင်ကြောင်ပြုတ်နေတာလားဒါမှမဟုတ်ဒါမှမဟုတ်သူ့ရဲ့အခက်ခဲတစုံတရာကြောင်ဗောနော်ဒါကိုလှုပ်လိုက်တာလားဒါကိုလှုပ်လိုက်တာလားအဲနောက်ဒီခလေးကရောငားလာတာလားဆိုတာရှိတယ်ခလေးကတော့ငားလာတာမဟုတ်ဘူး ကလေးကတော့သူအမြဲတမ်းထိနေကြကလေးဖြစ်တယ်ဒီကလေးကသူဒီကလေးတေးသေးလေးဘွားတွေကလာသားရွယ်လေးတွေကသူထိန်းကြောင်းလာတဲ့ကလေးဖြစ်တဲ့အတွက်သူအမြဲခေါ်ခေါ်ဝါးလေးရှိတယ်ဗောလေအကလေးကတော့အဲသူနဲ့ဆွေမျိုးဆိုလို့ရှိရင်တော့ဆိုင်တော်တယ်မဆိုင်မတော်ဘူးဆိုင်တော်တယ်မဆိုင်မတော်ဘူးဘာလို့ဆိုင်တော်တယ်မဆိုင်မတော်ဘူးလဲဆိုတော့ဒီဒီခိုးတဲ့အဖွားရဲ့ตาကခိုးတဲ့အဖွားရဲ့ตาက ဒီကလေးရဲ့အမေရဲ့အမေနဲ့ယူထားတာဒီကလေးရဲ့အမေနဲ့အမေနဲ့ယူထားတာပေါ့ခိုးတဲ့အဖွားရဲ့ရှင်းရှင်းပြခိုးတဲ့ဒီအဖွားရဲ့ခိုးတဲ့အဖွားရဲ့ตาအသက်ငယ်တယ်သူ့သားယူထားတဲ့သူ့သားရဲ့မိန်းမအသက်ကြီးတယ်ပေါ့နော်အဲ့ဒီမိန်းမမှာပါလာတာကဟိုသူ့သမီးသူ့သမီးပါမယ်မိပါမယ်ပေါ့နော်အဲအဲအဲ့လိုတွေပေါ့ ဲ့တော့စိုက်ရင်တော့တော်တာပေါ့စိုက်ရင်တော့မတော်ဘူးပေါ့အဲ့တော့ကျွန်တော်ကိုချင်းစားတယ်ကိုချင်းစားတယ်ဒီဟိုခိုးခံရတဲ့ဒီဒီအမျိုးသမီးတွေဘက်ကလည်းကိုချင်းစားတယ်လို့ခိုးတဲ့ဟာကိုကျွန်တော်တို့ကကာကွယ်ပေးနေတာမဟုတ်ဘူးနော်ကျွန်တော်တို့ကရိုက်တဲ့နှိမ့်ဆက်တဲ့လူကိုလည်းကျွန်တော်တို့ကအပြစ်ပြောနေမှာဒါမဲ့ဟိုလူတယောက်ရဲ့ရှေ့မှာပေါ့နော်အတူခိုးလိုက်တာကျွန်တော်တို့မတွေ့ဘူးလေသူတို့လည်းမတွေ့ကြဘူးအပြင်လူတွေလည်းမတွေ့ကြဘူးဒါမဲ့ဟိုဒီကိုရှေ့မှာကိုမျက်လုံးနဲ့ ဟိုထင်ထင်ရှားရှားမြင်ရတာကြတော့ဒီရိုင်းတဲ့နှိပ်စက်တာကိုမြင်ရတဲ့အခါကြတော့ရင်အစိတ်မကောင်းကြတာစိတ်မကောင်းကြတာတချို့ကတော့အဲကြလူကြပါဘောနော်တချို့ကတော့မလူဘူးပေါ့ကျွန်တော်ဆိုလည်းမလူဘူးကျွန်တော်ဆိုလည်းမလူဘူးဒါဟိုလူရတန်းရလောက်တဲ့အနေထားရှိမရှိဆိုတာတေချာမသိပဲနဲ့ဘာမှလုပ်လို့မရဘာမှလုပ်လို့မရအကျွန်တော်လူမယ်လူပြစ်မယ်ဆိုရင်တော့ဒီအဖွားကဘောနော်သူ့ရဲ့အရန်အကြက်တဲဖြစ်ရှင်းစရာ အကြောင်းတစ်ခုရှိလို့မဖြေရှင်းနိုင်လို့ဒီပြဿနာကိုဒီလိုဖြေရှင်းလိုက်ရတာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကသူ့ရဲ့ပြဿနာကိုကျွန်တော်တို့ဖြေရှင်းပေးဖို့အတွက်ကျွန်တော်တို့ကကုညီသင့်တာကုညီမယ်အဲလူတိုင်းပေးကမ်းသင့်တာလူတိုင်းပေးကမ်းမှာပေါ့နော်ကျွန်တော်ဆိုလည်းမလူဒါပေမဲ့တနာကြတယ်လူတွေကတနာကြတဲ့အတွက်လူကြတန်းကြတာပေါ့အဲ့တော့ကျွန်တော်မလူဆိုရင်ပဲပဲကျွန်တော်မလူထားလိုက်တော့ လူကျင်တဲ့လူလူလေးကျွန်တော်ပြောစရာအကြောင်းမရှိဘူးလူတယောက်ရဲ့ခံစားချက်ချင်းမတူဘူးကြုံတွေ့လာတဲ့ဘဝချင်းမတူဘူးကြုံတွေ့နေတဲ့ဘဝချင်းမတူဘူး तू လူကျင်လို့လူတာလူပါစေ तू ကုသိုလ်ရမတိကြောင်ဆောင်နေလိုက်ကိုမလူကျင်ဘူးမလားကိုမကြိုက်ဘူးမတိကြောင်ဆောင်နေလိုက်ဟာဒီလူခိုးတာကွာခိုးတဲ့လူကိုမင်းတို့ကဟိုကာွယ်ပေးနေတယ်စင်ရဲတဲ့ကကာွယ်ပေးနေခမရစင်ရဲဘူးလား ရဲဘူးလားဓမင်းငတ်ဘူးလားမစင်ရဲဘူးဓမင်းမငတ်ဘူးရင်အဲ့ဒါတွေမသိဘူးခင်ဗျားတို့အဲ့လိုအကြီးအကျယ်ဒုက္ခဖြေရှင်းလို့မရနိုင်တဲ့အခက်ခဲတွေကြုံဘူးလားလူဆိုတာကြံရမရတယ်ဆိုတဲ့စကားအလကားမဟုတ်ဘူးဟာလေမင်းစင်ရဲတိုင်းတာကွာတဲ့အခက်ခဲဖြစ်တိုင်းတာဒုက္ခရောက်တိုင်းတာခိုးစားရင်တခိုးတွေကုန်ဖြစ်ကုန်မှာပေါ့တဲ့တောင်းစားပေါ့တဲ့ ကတော့ကရတဲ့တောင်းစာရလေအကုန်တောင်းစာရဖြစ်ကုန်ပါပါလူလောကလေဒါလူဘဝလေတခိုးရှိရလူလိန်ရှိရလူညာရှိရဓမ္မရှိရအများကြီးရှိတယ်လေလူဆိုတာသူ့ဘဝနဲ့သူ့ဖြစ်တည်မှုနဲ့သူသူ့ဖြစ်တည်မှုနဲ့သူမတူကြဘူးလေတယောက်နဲ့တယောက်ကမမရှိတိုင်းခိုးစားမှာမဟုတ်တယ်လို့မရှိတိုင်းလည်းတောင်းစားမှာမဟုတ်ဘူးတကြီးရွယ်ဦးတချို့ရဲ့ ုံတွေ့ရတဲ့အခက်ခဲကဘာလဲဆိုတော့သူတို့မှအင်အားမရှိအင်အားမရှိတဲ့အတွက်သူတို့ခွန်အားနဲ့ပတ်သက်ပြီးတော့ငွေရှာလို့မရအောင်အဲ့တော့သူတို့မှလည်းသူတို့ခြံရံမရလုံမိလုံရလုံတာမျိုးရှိတတ်တယ်အဲ့တော့အဓိကကခမည်းတော်စင်ရဲဘူးလားခမည်းတော်ဒုက္ခရောက်ဘူးလားဟာငါဒုက္ခရောက်ဘူးလေရောငါတို့တော့အဲ့လိုဖြစ်မရှိဘူး no မားတို့မှာဖြည့်ရှင်းစရာနီးလိုက်ရှိကောင်းရှိနိုင်တယ်။သူ့မှာမရှိရင်လည်း तू လုံးမိမှာပဲ။လုံးမိမှာပဲကျွန်တော်ကတခိုးအကာအကွယ်ပေးနေတာမဟုတ်ဘူးနော်။ခိုးတာခိုးတဲ့အပြစ်သွား။ခိုးတာပဲခိုးရိုက်နဲ့နှိမ့်သက်သားလိုက်ပေါ့ဘယ်သူမှလည်းမသိဘူးပြီးရော။ဟုတ်လား။ဘာဆိုချင်ပေါ်တင်စရာလို့လေ။ဟုတ်ပြီ။ခမားတို့မစင်ရဘူးလို့ခမားတို့ဒီစကားပြောတာ။ခင်ဗျားတို့စင်ရဲပွင့်တော့ဖြည့်ပြီးတွေးပေးမိလိမ့်မယ်ပေါ့နော်အဲနောက်တစ်ခုပေါ့ ဟာပစ္စည်းလေးဒီလောက်ပါသွားတာကွာဒီလောက်လောက်ရလားဆိုတာကိုကိုတိုင်ကျွေးနဲ့တွင်းနဲ့ရင်းပြီးရှာထားတဲ့ပစ္စည်းအလကားတက်တက်အချောင်ယူတဲ့လူကလာပြီးယူသွားတဲ့အခါကျရင်ခမည်းဖြစ်ကြုတ်ပဲဖြစ်ဒေါသတော့ထွက်မှာပဲလीဆိုင်ရှင်ဘက်ကကြည့်ရင်လည်းဒီလိုမြင်လို့ရတယ်ခမည်းပဲဖြစ်ကြုတ်ပဲဖြစ်ဒေါသတော့ထွက်မှာပဲကြင်ကြင်ခါကခိုးခံလို့သူဒါဒီဟွားခိုးတာလည်းဖြစ်ချင်မှဖြစ်မှာပေါ့လीအ အမေဘလို့ပဲဖြစ်ဖြစ်ချင်းကသူ့ပြည်စီပြောက်လို့တရားခံမိတဲ့အခါကျတော့သူ့ဒေါသလျောက်သူတုံ့ပြန်မှာတုံ့ပြန်မိမှာပဲမမိတဲ့အချိန်တုန်းကတော့လွတ်တော့လွတ်တော့တော့စားသွားတယ်ဗျာတုံ့ပြန်ခွင့်မရဘူးကလိ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 နဲ့ဆိုင်ထဲမှာဟုတ်ပြီမိသွားပြီမိသွားပြီဆိုတော့လုံအောင်ဟာဆိုတဲ့အတိသူတို့မှရှိတယ်ဒါကတော့တူတူကိုကိုဒါဖြစ်လေဖြစ်တာရှိတာပဲလीဖြစ်လေဖြစ်တာရှိတာပဲမှားတာကတော့နှစ်ဦးနှစ်ဖက်လုံးကမှားနေတာပဲ နှစ်ဦးနှစ်ပတ်လုံးကမှားနေတာပဲမှန်နေတယ်ဆိုတာတော့ဒီခလေးတိတိလေးပဲရှိလိမ့်မယ်မှားတာတော့မှားနေအဲ့တော့နှစ်ပတ်လုံးမှားနေတဲ့ဘက်ကိုတယောက်ကတစ်ဖက်ကိုသွားရက်ရင်သူလည်းမှားနေတဲ့ဘက်ရက်တာပဲလေနှစ်ပတ်လုံးမှားနေတာဘယ်ဘက်ရက်ရက်မှားနေတာပဲအဲ့တော့သူရက်ချင်တဲ့ဘက်ကိုရက်သူလူချင်းလူမလေးစီမလူချင်းမလူနဲ့ကိုကကိုအေးစေးနေလဲစိတ်မချမ်းသာဘူးလားစိတ်မချမ်းသာဘူးလားအဓိကပြောချင်တာခမည်းဆင်းရဲဘူးလား Come here, do these folks.